တရားသမှုနဲ့လူယူထားတဲ့ထီးနှဲဟာလည်းမတရားမှုတိုင်းပဲပြန်လူခင်ရတယ်ဆိုတာကိုစိုးရိုးရှိခဲ့တဲ့ကြီဆိုးပြင်ဒီနေ့မှာတော့မြမသမိုင်းမှာပျောက်ချင်းမလောက်ပျောက်ခဲ့ရတဲ့မထင်မရှားမင်းတစ်ပါးအကြောင်းကိုတင်ဆက်ပေးမှာပါကျေးဇူးရှိတဲ့လက်ကိုဘယ်တော့မှပြန်မကိုက်တင်မှုဆိုပေမဲ့လည်းဘရင်ဖြစ်ဖို့အရေးဘာပဲလုပ်ရလို့ရချန်ဖန်ပါမယ်ဆိုတဲ့လူမျိုးတွေဟာဟိုးရခင်ကလေးကရှိနေကြလားလို့ပြောရမှာပါဒီမင်းကတော့ပကံမင်းတွေအများကြီးတွေကမှပကံပြေကို6နှစ်ကြာစိုးဆယ်မင်းပြုတ်ခဲ့သူပဲဖြစ်ပါတယ် ကြီးစိုးမီဟာပကံခင်2021ခုနှစ်ကနေ2038ခုနှစ်ထိတန်းတက်ခဲ့သူဖြစ်ပြီးတမိုင်းကျောက်စာရိယမြမရဆွေကျမ်းများဆိုရညာအိုစောရဟန်းရဲ့သားတော်တစ်ပါးဖြစ်ကြောင်းမှတ်တမ်းတင်ထားကြပါရည်။ဒါပေမဲ့လည်းကွမ်းစော်ကျောင်းဖြူမီရဲ့မြောက်စားမှုကြောင့်တည်တောင်းတည်တည်နေရပြီးကွမ်းစော်မီရဲ့အောက်ရှောက်မှုအောက်မှာကြီးပြင်းခဲ့သူတဦးလို့ပြောရမှာပါ။တကယ်တမ်းမှာကျတော့ကွမ်းစော်ကျောင်းဖြူမီဟာ ညာဦးစောရဟန်းရဲ့မိဖုရဲ့ကောင်သုံးပါးလုံးကိုလက်ထက်ခဲ့ရမိဖုရားနှစ်ပါးမှာကိုဝင်ရှိနေစေဖြစ်တာကြောင့်ကြီးစိုးနဲ့စုကတိတို့ကိုဝေးဖွာခဲ့တာလို့ဆိုထားကြပါရီကိုတင်ဘာမှသွေးသားမတော်ဆက်တာတောင်သူကလေးကိုကိုကလေးလိုမျိုးတာဝန်ယူစေအပြည့်ရှိခဲ့တဲ့ကွမ်းစော်မင်းကတော့တကယ့်ကိုမှစိတ်ထားပြေဝသူတူလို့ဆိုရမှာပါအဲ့နောက်မှာတော့ကွမ်းစော်မင်းဟာကြီးစိုးနဲ့ ။စုကတိတို့ကိုတာရင်တပွဲကျွေးမွေးပြုစုဆောက်ရှောက်ပေးခဲ့ပေမဲ့လေသူပြောထောင်ခဲ့တဲ့သားတွေဟာတစ်ချိန်မှာထီးနှဲကိုမျက်စောင်းထိုးကြမယ်ဆိုတာကတော့သူကိုယ်တိုင်နဲ့သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ပဲသားတော်နှစ်ပါးလိုအရွယ်ရောက်ပြီးတဲ့ချိန်မှာစုကလေးမင်းသားကအကြံစီပေါင်းများစွာကိုပလင်ခံပြီးချီဆိုးမင်းသားနဲ့ပူပေါင်းကចောင်းဆောင်တစားဆောက်လို့လူတဲ့ဖို့ဆုပ်ဖြတ်ခဲ့ကြပါရယ်ဒီလိုနဲ့ဆောက်လို့လူတဲ့ပြီးချိန်မှာចောင်းတော်ရေးစဲချအလို့အတွက်သားတို့ခေါ်ပြီးရင်ဘယင်ဖြစ်သူကွမ်းစော်ចောင်းဖြူမင်းကိုပါဖိတ်ကြားခဲ့ပါရယ် ကွမ်းစော်အနေနဲ့ကလည်းတားဖြစ်သူအပေါ်အင်မတန်မှယုံကြည်လို့နာကြောင့်ចောင်းတော်မာရင်တာရုခေါ်ပေးလိုက်ပြီးတာနဲ့တပြိုင်နဲ့သူဟာဘယင်တပားအနေနဲ့နန်းချချင်းခံလိုက်ရတယ်ဆိုတာသတိပြုမိလိုက်ပါတော့တယ်။အနောက်မှာတော့ဂျီဆိုမင်းသားနှက်တက်ခဲ့ပြီးချောင်းနေကြအောင်ဒီနယ်စိုးစံပြီးတဲ့အချိန်မှာမုံရဘက်ကိုတော်ကစားရင်ကန့်ကုံဖို့အတွက်အကြောင်းဖန်လာခဲ့ပါတော့တယ်။အဲ့ဒါကတော့တောထွက်လာတဲ့သူဟာ တားကောင်ကိုလိုက်ရှာနေတယ်ဆိုတဲ့အတိုင်းကဲဆန္ဒမှာတမင်တကောင်ရှီတောက်နေတာကိုတွေ့ပြီးအသာချောင်းမြောင်နေတော့မှပဲအမိုးဆိုးတအုပ်ကလည်းဒီတမင်ကိုပဲတောဆက်ချုပ်ဖို့တခုကနေချောင်းမြောင်နေခဲ့ပါတယ်သမီးအားကြည်စိုးမိကိုတွေ့တဲ့ချိန်မှာရုတ်တရက်လန့်ပြီးတော့ထွက်ပြေးရမှာမုတ်ဆိုးပြလိုက်တဲ့မြားကြည်စိုးမိကိုထိမှန်ပြီးနှက်ရွာဆန်ခဲ့ရတာပဲဖြစ်ပါတယ်။ကြည်စိုးပြီးရဲ့နှက်ရွာဆန်ပြီးတဲ့အချိန်မှာတော့စုပ်ကတိဟာမတိမသားနမ်းတက်ခဲ့ပြီးတော့ ကြည်စိုးမင်းကိုရုံးမရှင်မင်းခေါင်နဲ့ဖြစ်တစ်ချက်လော့အမိတ်ပေးပြီးကိုဝယ်စေခဲ့ပါတယ်။ရှေးကပကံရင်မင်းဆက်ဆက်ပြောင်းလဲပုံတွေကအင်မတန်မှရှုပ်ထွေးသလိုအတော်လေးအကူပြောင်းများတော့မလို့ကွဲစော်မင်းကြောင့်တေချာမသိသေးဘူးဆိုရင် channel လေးထဲမှာသွားကြည့်လို့ရပါတယ်ရှင်။အာဘိနာစင်ခဲ့ကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းအခုလိုမျိုးစိတ်ဝေစားစရာကောင်းတဲ့မြမသမိုင်းအကြောင်းအရာတွေကိုပရိသတ်ကြီးတို့အတွက်တင်ဆက်ပေးဦးမှာဖြစ်လို့ကျမတို့ရဲ့ page လေးကို like and follow လုပ်ပြီးတော့မြမသမိုင်းအကြောင်းအရာတွေကိုနားဆင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်။